မစွန့်နိုင်လို့မလွတ်တာလွတ်ချင်စွန့်ရမယ်မလျှော့နိုင်လို့မပေါ်တာပေါ်ချင်လျှော့ရမယ်လိုနေကြလို့အလိုမကြတာအလိုကြခြင်းမလိုခြင်းမှဖြစ်မယ်စိတ်မချလို့အိပ်မရတာအိပ်ပျော်ခြင်းစိတ်အတော်ပြင်ရမယ်စိတ်အတွင်းမလှလို့ရုပ်အစင်းကြတာအစင်းလှခြင်းစိတ်အလှပြင်ရမယ်အရင်စစ်တော့ကိုယ်စိတ်ပါပဲ။ မကောင်းဖြစ်တာလဲဒီစိတ်မကောင်းညစ်တာလဲဒီစိတ်ဘဝကောင်းတာလဲဒီစိတ်ဘဝဆောင်းတာလဲဒီစိတ်စိတ်ထားလေးသာပြည်နိုင်ရင်ကုသိုလ်ဆိုတာနေရာတိုင်းမှာရှိပါတယ်အချိန်တိုင်းမှာရှိတယ်လူတိုင်းအတွေ့ရနေတာပဲစိတ်ထားမတက်ရင်တော့အကောင်းလို့ရင်မကောင်းရှုပ်နေတာလဲအများကြီးပဲမဟုတ်လားဒါကြောင့်ဘာပဲဖြစ်ဖြစ်လျှော့လိုက်ပါ ပေါ်သွားပါလိမ့်မယ်ဒါလည်းပဲ ဘုညိုတော်ကောင်းမြတ်ရဲ့ဘဝထဲမှာတရားလေးတွေနဲ့စိတ်တွေကိုတက်တောင့်တက်တာဖြစ်ပေးစေခြင်းတဲ့သဘောပါစကလုံးလေးရဟိုခေကာလအတုံးလုံးလေးတွေနဲ့ဘုညိုစာလေးတွေကိုပေါ့ပါပါလေးနဲ့ဟိုခင့်မိအောင်ကာယံနပေလေးတွေနဲ့ရေးထားတာများပါတယ်လူငယ်တွေအတွက်အထူးရွှေတာပါပဲမစွန့်နိုင်လို့မလွတ်တာတဲ့လွတ်ချင်စွန့်ရမယ်ဒီစကလုံးလေးရဲ့ ဆွန်လွတ်တယ်ဆိုတဲ့စကားလုံးကြီးကဆွန်မှလွတ်တာဆွန်လွတ်တယ်ဆိုတဲ့စကားကဆွန်ရင်လွတ်မယ်မဆွန်ရင်မလွတ်ဘူးဒါပဲသူလွတ်ချင်ဆွန်နိုင်အောင်ကြိုးစားရတယ်လွတ်ချင်ဆွန်ဘယ်ကနေလွတ်ချင်လဲဘယ်ကလွတ်ချင်လွတ်ချင်တွေ့ထားရယ်ဆွန်ခိုင်းတာမဆွန်လို့မလွတ်တာဆွန်ရင်လွတ်ရမယ်လေဆွန်မလွတ်တာကတွေ့လို့မလွတ်တာဘူး အဲ့အတွေ့တွေကိုစွန့်လိုက်တာနဲ့တွေ့တာမှုကလည်းလွတ်မြောက်သွားတယ်။တန်ရုံးစင်တွေကိုစွန့်လိုက်တာနဲ့တန်ရုံးစင်ကလွတ်မြောက်သွားတယ်။ရောမလို့ပစ္စည်းဝိထုကိုတွေ့ထားတဲ့စိတ်ကလေးကိုစွန့်လိုက်ရင်ပစ္စည်းဝိထုကိုမတွေ့ဘူးဆိုရင်အဲ့တွေ့တာမှုကလွတ်သွားတယ်။ရောက်မစွန့်နိုင်လို့မလွတ်ထားတဲ့လွတ်ချင်စွန့်ရမယ်။အပစ္စည်းဝိထုနဲ့ပတ်သက်ပြီးတော့နောက်တစ်ချက်လေးရတယ်မလျှော့နိုင်လို့မပေါ်တာ။ပေါ်ခြင်းလျှော့ရမယ်။ဟောလေးတယ်ဆိုတာက မလျှော့နိုင်လို့လေးတာဟုတ်ပေါ့ကျင်လျှော့ပါဘာပေါ့ကျင်တာလဲဘာပေါ့ကျင် ပေါ့ကျင်ပေါ့ကျင်လျှော့စိတ်ပေါ့ကျင်တာလားစိတ်ပေါ့ကျင်နဲ့စိတ်လျှော့ရုပ်ပေါ့ကျင်လားရုပ်ပေါ့ကျင်နဲ့ရုပ်လျှော့ဘာလေးပဲပေါ့ကျင်ပေါ့ကျင်ပေါ့ကျင်လျှော့ပါ လူတွေကများသွားပြင်လေးတယ်ဆိုတာတခြားကလေးတာမဟုတ်စိတ်ကလေးတာစိတ်ကိုလေးစေတဲ့အကြောင်းတရားတွေကိုစိတ်ထဲမှာထားလို့စိတ်လေးတာဆိုလို့ စိတ်ကလေးပေါ့ခြင်းနဲ့စိတ်ကလေးပေါ့ခြင်းအဲ့ဒါစိတ်ကိုလေးစင်တဲ့အရာတွေရှော့ချလိုက်ပေါ့စိတ်ပေါ့သွားတယ်စိတ်ပေါ့သွားရင်ရုပ်ပါပေါ့သွားတယ်စိတ်တွေကအဲ့ဒီလေးနေပြီဆိုရင်စိတ်တစ်ထစ်နှစ်ဖြစ်ပြီဆိုရင်အဲစိတ်လေးနေတော့တာစိတ်လေးခြင်းရဲ့အကြောင်းတရားကသူကလေးစီတဲ့အရာတွေကိုကိုယ့်ရဲ့ခေါင်းထဲမှာထည့်ထားစိတ်လေးစီနောက်ပေါ့ခြင်းရှော့ရမယ်ဟောလွတ်ခြင်းစွန့်ပါပေါ့ခြင်းရှော့ပါ နောက်တစ်ခုကလည်းကောင်းတာပဲလိုနေကြလို့အလိုမကြတာအလိုကြခြင်းမလိုခြင်းမှဖြစ်မယ်အလိုမကြဖြစ်တယ်ဆိုတာလိုနေလို့အလိုမကြဖြစ်တာပဲဟုတ်တာပေါ့လိုနေတော့လိုမကြဖြစ်နေမှာမလိုခြင်းတော့တဲ့လူတယောက်ကဥမာလိုခြင်းမှုမှမရှိတာလိုခြင်းမှုမရှိတော့အလိုမကြဖြစ်တယ်ဆိုတာလည်းမရှိတော့ဘူး ဘုရားလောင်းတော်ကောင်းကြီးများဘယ်တော့မှအလိုမကျဖြစ်တယ်ဆိုတာမရှိတော့ဘူး။ဉာဏ်နာရီများကိလေသာကုံသွားတော့လောဘမရှိတော့အလိုမကျမဖြစ်တော့ဘူး။ဘုရားရှင်ရဲ့စိတ်ကလေးမရှိရင်အလိုမကျဖြစ်တယ်ဆိုတာမရှိတော့ဘူး။အော်ဒီပစ္စည်းလေးမလိုခြင်းမလိုခြင်းဒီပစ္စည်းနဲ့ပတ်သက်တဲ့ကိုယ်မှာအလိုမကျဖြစ်တော့ဒီအစားအသောက်လေးမစားခြင်းမစားခြင်းဒီအစားအသောက်နဲ့ပတ်သက်ပြီးအလိုမကျဖြစ်เสียအကြောင်းမရှိတော့ဘူး။ စရကောကိုကိုဒီလိုဆက်ဆံစေချင်တယ်ဆိုတော့လူချင်းတဲ့စိတ်ကလေးမရှိရင်ကိုကိုကသူကဒီလိုမဆက်ဆံလဲပဲကိုဘာမှဖြစ်တော့ကိုကလိုနေတာ哦ကိုကလိုနေတော့ကိုလိုတဲ့အတိုင်းမဖြစ်တော့အလိုမချတယ်ဖြစ်တာလေအလိုမချခြင်းမလိုချင်တယ်လိုချင်တဲ့လူတယောက်ကအလိုမချဖြစ်စရာအကြောင်းမရှိဘူးပစ္စည်းကိုလိုချင်ရင်လည်းအလိုမချဖြစ်မယ်လူတယောက်ကိုလိုချင်ရင်လည်းအလိုမချဖြစ်မယ် ကိုယ်ဒီလိုဆက်ဆံစေခြင်းနဲ့ပဲအဲ့လိုဆက်ဆံစေခြင်းနဲ့စိတ်ကရှိနေတဲ့အတွက်ကြောင့်မဆက်ဆံရင်အလိုမကျဖြစ်တယ်လိုမကျဖြစ်တယ်ဆိုတာလိုနေကြလို့ပါပဲလားလိုနေသမျှအလိုမကျမုချဖြစ်မှာမလိုခြင်းမှ အလိုမကျဖြစ်ရတတ်တာမဟုတ်လည်းပဲဘဝထဲမှာဟောကိုယ်ကအလိုမကျတွေများရင်အဲ့အလိုမကျတဲ့စိတ်ကလေးကိုရှော့ချဖို့ဆိုရင်မလိုခြင်းနဲ့ပေါ့ဒါလေးဖြေလိုက်ရင်အလိုမကျတယ်နဲ့သွားမှာ စိတ်မချလို့အိတ်မရတာတဲ့အိတ်ပြောခြင်းစိတ်အတော်ပြင်ရမယ်လူတွေအိတ်မပြောဘူးဆိုလားအစိတ်မချလို့အိတ်မပြောတာစိတ်တိုင်းမကြဘူးစိတ်မချဘူးစိတ်ထဲမှာအတွေးတွေနဲ့ဝင်နေပြီဆိုရင်အဲ့ဒီလူကအိတ်ကိုမပြောတော့ဘူးအဲ့ရတဲ့ဘလောက်ပဲအိတ်စိတ်တောက်တာတချို့အိတ်စိတ်ပြင်းပြတောက်တာတော့မှအိတ်မပြောတဲ့လူတွေရှိသူ့မှာစိတ်ချလက်ချအိတ်ဆိုင်အိတ်နိုင်နဲ့ကောင်းစွာအိတ်ဆက်နိုင်နဲ့စွမ်းအားတွေကချတယ် စိတ်တက်ကလေးကစိတ်တရားမချဖြစ်နေတဲ့အခါကြောင့်စိတ်မချတဲ့အတွက်ကြောင့်အိရတဲ့ဘလောက်ပဲအိစိတ်မချတဲ့လူကအိမရတော့နော်ဒါအိပြိုခြင်းစိတ်အတော်ပြင်ရမယ်လားအိပြိုခြင်းတဲ့လူကလူတိုင်းလူတိုင်းမှာအိုးချမ်းသာစွာအိဆက်နှုတ်ထခြင်းနှုတ်ထခြင်းရှိနေတာကကံလေးတစ်မျိုးပဲကောင်းတာလေးပဲကျိုးကချက်ချင်းအိချက်ချင်းပြောတယ်ချက်ချင်းထချက်ချင်းနှုတ်တယ်ကျိုးက ထိုက်တဲ့နေရာအိတ်အိတ်မပြောဘူးတချို့ဆိုရင်နေရာလေးပြောင်းတာနဲ့အိတ်မပြောတော့ဆိုတော့အိတ်ပြောတဲ့ချမ်းသာစွာအိတ်ဆက်နိုင်တယ်ချမ်းသာစွာနိုးထနိုင်တယ်ဆိုတာလည်းပဲဒါကဘဝအတွက်ကောင်းတဲ့သဘောလေးပဲတချို့လူတွေကအိတ်မပြောတဲ့လူတွေရှိတယ်အိတ်မပြောတာဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ဆဲတွေကြောင့်အိတ်မပြောတာလည်းရှိပေမဲ့တချို့လူတွေမှာစိတ်ထဲမှာ အိတ်မပြောတာတဲ့အိတ်မပြောစင်နိုင်တဲ့အရာတွေကိုထားပြီးတော့ဟိုတွေးဒီတွေးဟိုကြံဒီကြံနဲ့ကိုယ်ဟာစိတ်မချတာဒါစိတ်မချဖြစ်နေတဲ့အတွက်ကြောင့်အိတ်မပြောတာလည်းရှိတဲ့အတွက်ကြောင့်နဲ့အိတ်ပြောခြင်းတော့စိတ်မချတာကိုရှော့ချရမယ်တဲ့ဟုတ်နောက်တစ်ချက်စိတ်အတွင်းမလှလို့ရုပ်အစင်းကြတာတဲ့ရုပ်အစင်းလှခြင်းစိတ်အလှပြင်ရမယ်စိတ်အတွင်းမလှလို့ရုပ်အစင်းကြတာ စိတ်အတွင်းမလှလို့ရုပ်အစင်းကြတာတဲ့ရုပ်လှခြင်းစိတ်အလှပြင်ရမယ်လူတွေကအလှကိုအလှကိုအေးပြားကပဲသတ်မှတ်တာပဲအပြင်မှန်ရပဲသတ်မှတ်တာပဲဒါတော့လူတွေကဟိုအသားဖြူတဲ့အသားမဲတဲ့ဒီလိုပြောကြတာဒီကလေးညတော့အပြောအဆာလွဲနေတာအပြောအဆာလွဲနေတာဘုန်းကြီးတပည့်ဘုန်းကြီးတငယ်ချင်းတပါအသားတော်တော်မဲတာအညာသား ညာသားသူ့ကိုမြဲတဲ့နောက်တာမြင်သားမဲလိုက်လာညာသားသူ့ကပြန်အသားမဲတာမဟုတ်ဘူးတဲ့အေးပြားမဲတာငါအသားမဲတာမဟုတ်အေးပြားမဲတာဟုတ်တာပေါ့ဒီကရင်ကအသားပေါ်အေးပြားဖုံးတာကအသားမဲတာမဟုတ်အေးပြားမဲတာတို့ရအေးပြားကို ဟိုအသားပေါ်မှာဖုံးထားအရေပြားကိုအကြောင်းပြီးတော့ဟိုအရေပြားမဲတာကိုအသားမဲတယ်လို့အရေပြားဖြူတာအသားဖြူတယ်တကယ်တမ်းကျတော့ဖြူခြင်းမဲခြင်းဆိုတာအရေပြားကသတ်မှတ်တာအဲရုပ်အလှတွေဘလောက်ပဲလှလာစိတ်အလှမပါရင်လှနေတဲ့ရုပ်အလှကလက်ကားစိတ်လှဖို့အရေးကြီးတာစိတ်တက်ကောင်းဖို့အရေးကြီး။ယောက်စိတ်ကလေးကိုလည်းပြင်လိုက်ကြစမ်းပါစိတ်ကလေးပြင်လို့ရှိရင်အားလုံးကအေးချမ်းသွားတာပဲ။ဆိုတော့စိတ်ထဲမှာ စွန့်ကျင်တဲ့ပုံကိုယ်တွေရဲ့လွတ်ချင်တဲ့ပုံကိုယ်တွေရဲ့တွေ့တာမှုတွေရောကျင်တဲ့ပုံကိုယ်တွေရဲ့ပေါ့သွားကျင်တဲ့ပုံကိုယ်တွေအိပ်ပျော်ကျင်တဲ့ပုံကိုယ်တွေချမ်းသာကျင်တဲ့ပုံကိုယ်တွေအားလုံးဒီပုံကိုယ်တွေရဲ့ဟိုတစ်ခုတည်းကိုပါလှုပ်လိုက်ကြစမ်းပါဆိုရင် သူတို့ရဲ့စိတ်ထားလေးပဲပြင်လိုက်ကြစမ်းပါလွတ်မြောက်ခြင်းနဲ့ပေါ့ပါခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့ချမ်းသာစွာအိပ်ခြင်းနဲ့ဟိုလှပါလေးဖြစ်ခံစားခြင်းနဲ့ဆိုရင်အဲ့ဒီအချက်တွေအားလုံးတစ်ခုတည်းပဲပြင်လိုက်ရင်ပြီးသွားစိတ်ထားလေးပဲ စိတ်ကိုပြင်လိုက်ရင်အားလုံးကပြင်ပြီးသားဖြစ်သွားရုပ်အလှဖို့ဆိုရင်လည်းစိတ်အလှကိုလည်းပြင်လိုက်ပါသူကမစွန့်နိုင်လို့မလွတ်တာဆိုရင်စွန့်နိုင်အောင်ကြိုးစားစွန့်နိုင်ဖို့ဆိုရင်လည်းစိတ်ကိုပြင်မှစွန့်နိုင်တာစိတ်ကိုမပြင်နိုင်တော့တော့မစွန့်နိုင်တော့တွေ့တယ်ဆိုတာကလည်းအဲ့ဒီကိလေသာကတွေ့တယ်ဆိုရင်ပဲကိလေသာတွေကိုဒီဥဆောင်ပေးနေတာကစိတ်ကဥဆောင်ပေးနေတာပဲအရာအလုံးကိုစိတ်ကဥဆောင်ပေးနေတာအရာအလုံးကိုစိတ်က ိုထိမ့်ချုပ်ပေးနေတာဖြစ်တဲ့တည်းကိုစိတ်ထားလေးသာ ပြင်လဲလို့ရှိရင်အားလုံးကအေးအေးချမ်းချမ်းလေးကိုဖြစ်သွား။ရောက်မလို့ဆွန့်လွတ်တယ်ဆိုတဲ့လူတွေမှာဆွန့်နိုင်ရင်လွတ်တာပဲ။ပော့ကျင်တဲ့ပုံပေါ်တွေကလျှော့နိုင်ရင်ပော့မှာပဲ။ဆိုတော့ဆွန့်လဲဆွန့်နိုင်တယ်လျှော့လဲလျှော့နိုင်တယ်ဆိုရင်လွတ်လဲလွတ်မယ်ပော့လဲပော့မှာပဲ။ဒါသဘာဝပဲ။ဒီသဘောတရားလေးကိုဆင်ခြင်နိုင်လို့ရှိရင်ဘုန်းကြီးတို့တော်ကောင်းများကခုရှိမှတွေ့ထားတဲ့အရာလေးတွေဆွန့်လွတ်နိုင်အောင်ကြိုးစားရတယ်။ ။ဒေချာတွေးကြည့်ရင်စိတ်ထားလေးသာပြင်နိုင်ရင်လည်းကုသိုလ်ဆိုတာနေရာတိုင်းမှာရှိတယ်တဲ့။အချိန်တိုင်းမှာဖြစ်တယ်လူတိုင်းအတွက်ရနေတယ်။စိတ်ထားမတက်ရင်တော့သူကအကောင်းလုပ်နေရင်လည်းမကောင်းရှုပ်နေတာလည်းရှိမှာပဲ။နေရာတိုင်းမှာကုသိုလ်ရှိတယ်။ချိန်တိုင်းမှာကုသိုလ်ရှိတယ်လူတိုင်းမှာကုသိုလ်ရှိတယ်။စိတ်ထားလေးပဲပြင်ရ။ကုသိုလ်ဆိုတာကနေရာတိုင်းမှာရှိတယ်ယူတတ်ဖို့ပဲလိုတယ်။ ထို့တူပဲအာဟုသူဆိုတာလည်းပဲနေရာတိုင်းမှာရှိတယ်ရှောင်းတတ်ဖို့ပဲလို့နေရာတိုင်းမှာကုသိုလ်ရှိတယ်ကိုကယူတတ်ရင်နေရာတိုင်းမှာကုသိုလ်ရနေရာတိုင်းမှာအာဟုသူရှိတယ်ရှောင်းတတ်ရင်အဲ့ဒါအာဟုသူကမဖြစ်ဘူးဟောကုသိုလ်လုပ်ရင်လည်းအာဟုသူဖြစ်နေတာလည်းအများကြီးအာဟုသူတွေကြားထဲမှာလည်းကုသိုလ်ရအောင်နေနိုင်တဲ့သူတွေအများကြီးဆိုတော့ ဒီကလူတယောက်ရဲ့ခံယူချက်စိတ်ထားပဲစိတ်ထားပဲဆိုတော့ဘယ်နေရာမှာပဲသွားသွားဘယ်သူနဲ့ပဲနေနေဘယ်ချိန်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့နှလုံးသွင်းမှန်ကန်မှုဒီကုသိုလ်ဖြစ်ဖို့အကြောင်းတရားပဲဒါကြောင့်စာပေမှာကသဗ္ဗိတုပါနိတယယောနိတောမနတိကာရပဋိရူပဒေတာဝါဒသတ္တမသဝနာဆိုပြီးတော့ကုသိုလ်ဖြစ်ကြောင်းတရား၄ပါး ကုသိုလ်ဖြစ်เสียအကြောင်းတရားကသပ္ပရိတုပါနေတယသူတော်ကောင်းကိုအမိဖြူရရင်လည်းပဲကုသိုလ်စိတ်ဖြစ်လေတဲ့ပါရမတဝနာသူတော်ကောင်းတရားကိုကြားနာနိုင်တဲ့စွမ်းအားရှိရင်လည်းပဲကုသိုလ်ဖြစ်လေတဲ့ပတိရူပဒေတာဝါဒသင်လျလောက်ပတ်တဲ့နေရာမှာနေရတာလေကုသိုလ်ဖြစ်ခြင်းအကြောင်းတရားပဲညောနေတော်မလတိခါရနှလုံးသွင်းမှန်တာလည်းပဲကုသိုလ်ဖြစ်ခြင်းအကြောင်းတရားပဲရည်ကြီးဆုံးအယောနိတော်မနတိခါရပဲ ကုသိုလ်ဖြစ်အောင်တွေးတက်တဲ့စိတ်ကလေးရှိရင်ကုသိုလ်ဖြစ်တယ်တဲ့အာယောနိတော်မနတိကာရအတွေးမှားတာနဲ့အာကုသိုလ်ဖြစ်အောင်တွေးလိုက်တာနဲ့အာကုသိုလ်ဖြစ်သွားတာပဲဆိုတော့ဘယ်နေရာမှာပဲနေနေဘသူနဲ့ပဲနေနေဘယ်ချိန်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ယောနိတော်မနတိကာရကုသိုလ်ဖြစ်အောင်တွေးတက်တဲ့စိတ်ကလေးကကုသိုလ်ဖြစ်တာမတွေးတက်တော့တရားနိုင်ရင်နဲ့ဟိုဘုန်းကြီးကလည်းတရားရှိလိုက်တာအဲ့ဒါကတရားနိုင်ရင်နဲ့သူကအာကုသိုလ်ဖြစ်တယ် ဟောတခါတခါကျတော့အိုးအကုသိုလ်လုပ်နေတယ်လုပ်နေရပြီမြက်ဟိုစိတ်မပါပဲနဲ့ကောင်းတဲ့အာယုံလေးတွေကုသိုလ်လေးတွေအာယုံပြုတ်ပြီးတော့အာဟုတုလှုပ်ဖြစ်သွားတဲ့လူတယောက်ကြတော့လှုပ်တော့တဲ့အာဟုတုပဲနေရတော့အာဟုတုဝိညာဉ်မှာနေရတာပဲအဲစိတ်ထားလေးကကုတုစိတ်လေးတွေလွှမ်းမှုနေတော့သူကအာဟုတုတွေချာမှာပဲကုတုတွေဖြစ်နေတာဆိုတော့နေရကအရေးမကြီးဘူးချိန်ကအရေးမကြီးလူကအရေးမကြီးဘူးကုတုဖြစ်အောင်နေတတ်ဖို့ပဲစိတ်ထားလေးနှလုံးသွင်းနေမှန်ကန်ဖို့ပဲအဲ့ဒါကအဓိကချက် ဓိကကြတာနောက်တစ်ယောက်လို့ဘယ်သူနဲ့တွဲနေရလို့အာဟုသူဖြစ်တယ်ဘယ်နေရာမှာနေရလို့အာဟုသူဖြစ်တယ်ဟိုကိုယ့်အခြေနဲ့မခိုက်လို့အာဟုသူဖြစ်တယ်ဆိုတာတည်းစာရင်ဘယ်သူနဲ့ပဲတွဲတွဲပါဘယ်နေရာမှာပဲနေနေပါเนาะဘယ်သူဘယ်အချိန်ပဲဖြစ်ဖြစ်ပါကုသိုလ်ဆိုတာကယူတတ်ရင် နေရာတိုင်းမှာကုသိုလ်ရှိပါတယ်လူတိုင်းမှာကုသိုလ်ရှိပါအချိန်တိုင်းမှာကုသိုလ်ရှိပါတယ်ဒီကတော့ကိုယ့်ရဲ့ကုသိုလ်ဖြစ်အောင်နှလုံးသွင်းတတ်တဲ့ယောနိတော်မနတိကာရစိတ်ကလေးကအရေးကြီးတာပါပဲတခုတော့ရှိတာပေါ့ तू ကခံယူတတ်တဲ့စိတ်ထားမရှိရင်တော့ဘယ်နေရာမှာပဲနေနေအကုသိုလ်ကတော့ဖြစ်နေမှာအကုသိုလ်ကဖြစ်နေမှာအဲခါခါကြတော့လူတွေမှာချိန်တိုင်းနေရာတိုင်းမှာကုသိုလ်ရှိတယ်အကုသိုလ်ရှိတယ်ဆိုပေမဲ့ကိုယ့်ရဲ့အကုသိုလ်က အတိတ်ကပါလိုက်အကုသိုလ်တွေရဲ့မသိမှုအဝိဇ္ဇာအာကြီးတဲ့သူတွေကြတော့ဘယ်နေရာမှာပဲနေနေကုသိုလ်ရဖို့မလွယ်ဘူး။တချို့ကုသိုလ်ကုသိုလ်မှမသိတာအကုသိုလ်အကုသိုလ်မှမသိတဲ့မောဟအာကြီးတဲ့သူတွေလည်းရှိတယ်။အဲမသိတကမသိတဲမှာအဲဒီကုသိုလ်နဲ့အကုသိုလ်မသိတာအဆိုးဆုံးပဲတဲ့။မသိတာအဆိုးဆုံးပဲ။ဒီနေရာတကားကလူလောကဥပဒေရှိတယ်။မကောင်းတဲ့အကုသိုလ်အလုပ်တစ်ခုကို အကုသို့အလုပ်တစ်ခုကိုမဟုတ်တဲ့အလုပ်တစ်ခုတိပိလုပ်တဲ့သူနဲ့မတိပဲလုပ်တဲ့သူဘယ်သူကပို့အပြည့်ကြီးလဲလောကအကြောင်းအရမြတ်ပစ္စည်းခိုးလိုက်တယ်မုန်းတာလှုပ်လိုက်တဲ့ပုံကိုတရားကမတိလို့ခိုးမိတာမတိလို့သူတစ်ပါးကိုတတ်မိတာမတိလို့လှုပ်တဲ့အကုသို့နဲ့တိပိလို့လှုပ်တဲ့အကုသို့ဘယ်အကုသို့အပြည့်ကြီးလဲဆိုမေးတာရှိတယ်တော်များများကတော့လူတော်များများအိုးတိပိလှုပ်တာပို့ပြီးတော့အပြည့်ကြီးတာပေါ့တိပိတော့လှုပ်တော့လှုပ်တာပို့ပြီးတော့ အပြစ်ဒဏ်ရောက်တာပေါ့ဟုတ်တယ်လောကဥပမာတိုင်းပြည်တစ်ခုမှလည်းဒီလိုပဲအဲအပြစ်တစ်ခုကိုကျူးလွန်နေတိတိကြီးနဲ့တမင်ကကျူးလွန်အပြစ်ကပိုကြီးတယ်ရဲ့မတိပဲနဲ့ယုတ်တည့်ကျူးလွန်မိတာကအပြစ်ကပေါ့လေလောကဥပဒေတွေမှာဒါပေမဲ့ဗုဒ္ဓအပြစ်တမသဘောရကြတော့အကုသိုလ်တစ်ခုကိုမကောင်းတာတစ်ခုကိုတီးပြီးလှုပ်တာနဲ့မတိပဲလှုပ်တာကတဲ့မတိပဲလှုပ်တာပိုပြီးအပြစ်ကြီးတယ် ာဟုတ်ပါမလားဥပမာလေးပေးတဲ့စာပေမှာဥပမာဘယ်လိုပေးလဲဆိုတော့မိကြီးကဲတခုမိမိကြီးကဲကိုတဲ့အရန်ပူချင်းနဲ့ပြာဖုံးထားတဲ့မိကြီးကဲကိုမိကြီးကန်းကိုမိကြီးကဲမှမတိပဲကင်တဲ့လူနဲ့မိကြီးကဲကိုမိကြီးခဲမှန်တိပြီးတော့ကင်တဲ့သူဘသူကပို့ပြီးတော့ပူလဲဆိုတာဥပမာပေးတယ်။အော်မိကဲကိုမိကဲမှမတိပဲကင်တဲ့သူကမတိတဲ့အတွက်ကြောင့်အာရပါရစုပ်ကင်တဲ့တော့ သူ့မှာပို့ပြီးတော့ပူလောင်ခံရတယ်။မိခဲကိုမိခဲမှန်းသိပြီးတော့ခြင်တဲ့လူကတော့တတ်တာအောင်မိညာလေးတွေနဲ့သူ့အပူတတ်တာအောင်ခြင်တဲ့အတွေ့အကြောင်းသူကသိပြီးတော့ခြင်တဲ့လူမှာအဲအပူတတ်တာတယ်။ပြီးတော့မှရှုတော့အဲ့လိုပဲအကုသိုလ်မှလည်းပဲတဲ့ပြီးပြီးတော့လုတ်တဲ့အကုသိုလ်မတိပဲလုတ်တဲ့အကုသိုလ်ကပြီးပြီးတော့လုတ်တဲ့မတိပဲလုတ်တဲ့အကုသိုလ်ကပို့အပြစ်ကြီးတယ်မတိတာကအပြစ်ကြီးနေတာ ။အော်ကုသိုလ်ကုသိုလ်မှန်းမသိတာ။အကုသိုလ်အကုသိုလ်မှန်းမသိတာကအဲ့ဒါတတော်ကိုကြည်ကြည်နေမောဟလို့။ညမလို့ဘဝမှာအဲ့ဒီအဝိဇ္ဇာဖုံးပြီးတော့ကုသိုလ်အကုသိုလ်သိနိုင်တဲ့စွမ်းအားမရှိတဲ့လူတယောက်ကတော့ကုသိုလ်ဖြစ်ဖို့မလွယ်တော့ကုသိုလ်ဖြစ်ဖို့မလွယ်တော့ဘယ်သူနဲ့ပဲပေါင်းပေါင်းဘယ်တော့ပဲဘယ်လိုနေရာမျိုးပါပဲနေမင်းဘလိုနေရာမျိုးပါပဲနေနေဘလိုအချိန်မျိုးပဲဖြစ်ဖြစ်ကုသိုလ်ကိုကုသိုလ်လို့တည်နိုင်တဲ့ဆွမ်းအားမရှိတဲ့သူ ်နော်အာဟုသူနဲ့ကုသူမကွဲတဲ့အဝိဇ္ဇာအားကြီးတဲ့လူကြတော့သူတို့ကဘလို့ပဲနေနေဘလို့ချိန်ပဲဖြစ်ဖြစ်သူတို့ကကုသူဖြစ်ဖို့မလွယ်ဘူးဆိုတော့တာမန်လူတွေအတွက်ကတော့တာမန်လူတွေအတွက်ကတော့စိတ်ထားလေးသာပြင်တတ်မယ်ဆိုရင်ကုသူဖြစ်เสียအကြောင်းတွေအများကြီးရှိပါတယ် အထူးသဖြင့်ဗုဒ္ဓဆာပေအလိုရတော့နှလုံးသားမှန်ကန်တဲ့သူရဲ့သူတော်ကောင်းတရားကိုနားထောင်ခွင့်ရှိတဲ့လူရဲ့သူတော်ကောင်းကိုအမိပြုရတဲ့လူနေရဲ့တင့်တဲ့နေရာအတွက်လျှောက်ပတ်တဲ့နေရာမှာနေရတဲ့လူတွေဟာတဲ့ကုသဖြစ်ကြောင်းတရားတွေပိုင်ဆိုင်နေတဲ့သူတွေပဲဖြစ်တယ်လို့ဆာပေမှာဆိုထားတာရှိတယ်။ဒါကြောင့်မလို့ပြောချင်တာကစိတ်ထားလေးကလူတွေကိုကုသဖြစ်ဖို့အများကြီးပတ်မိုးပေးတာဖြစ်တဲ့အတွက်ကြောင့်ခုနကပူလောင်လာတယ်ငြိမ်းချမ်းမှုတွေညှော်နေတာတွေ အိုးလေးနေတာစိတ်လေးနေတာတွေစိတ်တွေမရှင်မပြတာတွေအားလုံးရဲ့အချုပ်ဟာအဲဒီစိတ်ကလေးကြောင့်ပဲဖြစ်တာစိတ်ကလေးသာပြင်လဲလို့ရှိရင် ပူတာတွေလည်းမရှိတော့ဘူးရှုပ်တာတွေလည်းမရှိတော့လေးတာတွေလည်းမရှိတော့တွေ့တာတွေလည်းမရှိတော့ကြောက်မလို့ဆွန့်လွတ်ကြည့်လိုက်စမ်းပါလွတ်မြောက်ခြင်းနဲ့ပို့ကွာဆွန့်နိုင်အောင်ကြိုးစားရတယ်မဆွန့်လို့မလွတ်တာမဆွန့်လို့မလွတ်တာ စွန်လွတ်ဆိုတဲ့စကားလုံးကတရားခွဲခြင်းစွန့်ရင်လွတ်မယ်မစွန့်ရင်မလွတ်ဘူး။ဒါလွတ်ခြင်းစွန့်နိုင်အောင်ကြိုးစား။โอ้ป่อกินเนี่ยอยู่อ่ะช่อหยาเลยไม่ช่อหรอกไม่ป่อล่ะไม่ช่อหรอกตีนทาตีนทาတော့ตีนเนี่ยตัวอ่ะปู่ลีดากูนี่มาไอ้ตีนทาล่ะอีอ่ะซูล่ะไม่ช่อหน่อยมูไม่ช่อหน่อยมูตีนน่ะเว้ยไม่ช่อหน่อยโลตีนทายังบดุขันษาตีนเนี่ยหลัวขันษา သူကများများတင်းလေများများခံစားရလိမ့်မယ်မလျှော့တော့မပေါ့ဘူးဆိုတော့အဲ့ဒါမလျှော့တော့တင်းထားရင်တင်းထားတော့ခံစားရတင်းလို့ရင်ပြက်တယ်ဆိုတော့အမှန်ပဲပန်ရောစင်တင်းလို့ရင်လည်းပြက်တာပဲဟိုဒေါသတွေတင်းလို့ရင်လည်းပြက်တာပဲအလိုလိုပါတဲ့တင်းလို့ရင်လည်းပြက်တာတော့ပေါ့ခြင်းလျှော့ပါမလျှော့နိုင်လို့မပေါ်တာပေါ့ခြင်းလျှော့ရမယ်ဆိုတော့အဲ့ဒါလေးရှိတယ်ဆွတ်လို့မှုမှာဆွတ် စွန့်နိုင်တဲ့ပုံကလွတ်မှာပဲရှော့နိုင်တဲ့လူကပေါ်မှာပဲ။အော်တခြားတခါထပ်ပြီးတော့ဒီစာလေးတဲကပြန်ပြီးတော့အဲ့ဒါလေးပြန်ကြည့်ရင်သူကအလိုချချင်တဲ့ပုံကအလိုမချအလိုမကျဖြစ်တယ်ဆိုတော့လူကျင်တာတွေများလို့ဆိုတော့အလိုချခြင်းအလိုမကျတာတွေကိုလူကျင်တာတွေကိုရှော့လိုက်ရလူကျင်မှုရှိနေတော့အလိုမကျဆိုတာကရှိနေမှာပဲဖြစ်တဲ့အတွက်အလိုချခြင်းမလိုခြင်းမှဖြစ်မှာ စိတ်မချလို့အိပ်မရတာတဲ့အိပ်ပျော်ခြင်းစိတ်တော်ပြင်ရမယ်ဟောအိပ်ပျော်ခြင်းစိတ်တော်ပြင်ရမယ်စိတ်ကြောင့်အိပ်မပျော်တာပဲဆိုတော့စိတ်ကလေးပြင်လိုက်ပါစိတ်အတွင်းမလှလို့ရုပ်အစင်းကြတာအစင်းလှခြင်းစိတ်အလှပြင်ရမယ်ရုပ်တွေသိပ်ပြင်နေရလူတွေကတော်တော်များများရုပ်ကိုပဲပြင်တာများတယ်စိတ်ကိုမပြင်ဘူးရုပ်တရားတွေဘလောက်ပဲပြင်ပြင်စိတ်ကမပြင်လို့ရှိရင်တော့အဲ့အပေါ်ပိုင်းပြင်နေတဲ့ရုပ်အလှက အတွင်းစိတ်ပုတ်နေတဲ့အတွက်ကြောင့်ရုပ်အလှကစိတ်အလှမပေါ်တော့ဘူးစိတ်တွေမလှတဲ့အခါကျတော့ရုပ်တွေဘလောက်ပဲအဲပြင်းပြင်းသူတို့ရဲ့အလှကမပေါ်တော့ဘူးဆိုတော့သတ္တဝါတော်တော်များများလူတွေကိုဒုက္ခပေးတာအဲ့ဒီစိတ်အတွင်းစိတ်တွေကဒုက္ခပေးတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်စိတ်ထားလေးကိုပြင်နိုင်အောင်ကြိုးစားရပြင်နိုင်အောင်ကြိုးစားရတယ်ဆိုတော့ဒီအပိုင်းမှာဘုန်းကြီးအဓိက ဆောင်းပေးပြီးပြောချင်တာကိုကိုဆုံးမခြင်းအပိုင်း16မှာဆောင်းပေးပြီးပြောချင်တာဒီအချက်လေးဒီငါချက်ပါပဲဆွန့်လွတ်ထားရဲ့ပေါ်ပါချင်တာရဲ့အလိုကြအလိုကြဖို့ရဲ့နောက်စိတ်ချဖို့ရဲ့ကျုပ်စိတ်အလှပြင်ဖို့စလှဖို့ရဲ့ဒီချက်ငါချက်ဆွန့်နိုင်မှလွတ်မယ်လွတ်ချင်ဆွန့်ရမယ်နော်မဆွန့်နိုင်လို့မလွတ်တာလွတ်ချင်ဆွန့်ရမယ်မလျှော့နိုင်လို့မပေါ်တာပေါ်ချင်လျှော့ရမယ် ော့ခြင်းလျှော့လိုက်စမ်းပါဘာလေးပဲပော့ခြင်းပော့ခြင်းအဓိကစိတ်ကလေးပော့စိတ်ကလေးပော့ခြင်းစိတ်ကလေးလျှော့လိုက်စိတ်လျှော့ရင်စိတ်ပော့သွားမှာလူနေကြလို့အလိုမကျဖြစ်တာအလိုကျခြင်းမလိုခြင်းနဲ့ဖြစ်မလိုခြင်းလူမကျမဖြစ်တော့လူနေရင်တော့အလိုမကျကတော့ဖြစ်နေမှာပဲဘာပဲလူလို့ဘာပဲလူလို့ဘယ်တော့မှ အလိုဖြစ်တယ်ဆိုတာမရှိလူလူတွေမှာဟိုတော်ပါပြီမလိုခြင်းတော့ပါဘူး ဆိုတာကရှိ့ကိုမရှိဘူး။များများလူကြီးရတဲ့လူကများများကိုလူချင်းတာ။ကြားကြီးချီရကြီး။နော်ဒါကြောင့်မို့ဘလို့မကြဘူးဆိုတာကိုကလူနေလို့အလိုမကြဖြစ်တယ်။အဲ့တော့အလိုကြချင်ရင်မလိုချင်ကြနဲ့။ဘာမှမလိုတော့ဘူးဆိုဘာမှအလိုမကြဖြစ်เสียမရှိတော့ဘူး။စိတ်မချလို့အိမ်မရတာ အိပ်ပျော်ရင်စိတ်အတော်ပြင်းရတယ်။ကိုယ်ကစိတ်မချဒါစိတ်မချဒီစိတ်ကလေးရှိနေရင်အရာတွေဘလောက်ပဲအေးဆိုဖာကြီးတွေဘလောက်ပဲကောင်းတဲ့နေရာမှာပဲအေးဘယ်တော့မှအိပ်မပြောဘူး မအိပ်ပျော်ခြင်းကိုယ်စိတ်လေးကိုပြင်ရစိတ်ကလေးပြင်အိပ်ပျော်သွားပါပြီနော်စိတ်အတွင်းမလာလို့ရုပ်အစင်းကြအစင်းလာခြင်းစိတ်အလှပြင်ရမယ်စိတ်အတွင်းကလှရင်ရုပ်အစင်းကလည်းပဲလှပေးသားပါစိတ်အတွင်းမလာရင်ရုပ်အစင်းကကြတယ်စိတ်ထောင်းတော့ကိုကြည်စိတ်ပြိုတော့ကိုနူးဆိုတာရှိတယ် ဒီမှာစိတ်ကစိတ်တက်ကြသွားတာရုပ်ပါရုပ်ပါတခါလဲလိုက်ကြသွားတာဆိုတော့စိတ်အတွင်းလှရင်မျိုးအစင်းလည်းလှပါစိတ်အတွင်းကြရင်မျိုးအစင်းလည်းကြပါတယ်ဆိုတော့စိတ်ထားလေးပြင်လိုက်ကြစမ်းပါစိတ်ထားလေးသာပြင်ရင် လူတိုင်းလူတိုင်းမှာနေရာတိုင်းမှာကုသိုလ်ရှိပါတယ်အချိန်တိုင်းမှာကုသိုလ်ရှိပါတယ်နေရာတိုင်းမှာကုသိုလ်ရှိပါထို့အတူပဲစိတ်ထားမတက်ရင်ဘယ်နေရာမှာပဲနေနေဘယ်ချိန်ပဲဖြစ်ဖြစ်ဘယ်သူနဲ့ပဲဖြစ်ဖြစ်အကုသိုလ်ဖြစ်ဖို့လွယ်ပါတယ်ကုသိုလ်ဆိုတာနေရာတိုင်းမှာရှိတယ်ယူတတ်ဖို့ပဲလိုပါတယ်အကုသိုလ်ဆိုတာလူတိုင်းမှာရှိတယ်ရှောင်တတ်ဖို့ပဲလိုပါတယ်အရေးကြီးဆုံးကဘသူကမှရုံးမဲ့ဖွင့်မနေပဲနဲ့ကိုယ့်ကိုအမြဲတမ်းစင်ခြင်းကိုယ့်ကိုဒီလေးတွေနဲ့နှလုံးသွင်းပြီးတော့ကိုယ်စိတ်ထားလေးကုန်ပြေးပြီးတော့ နေရတဲ့ဘဝအခိုက်အတန့်မှာစိတ်တိုင်းကြအောင်ကြိုးစားပါအလိုကြအောင်ကြိုးစားပါလေးနေတာရော့တော့အောင်ကြိုးစားပါဆွလွတ်လွတ်ချင်တာတွေကိုဆွန့်ပြီးတော့ကြိုးလွတ်အောင်ကြိုးစားပါ ိုယ့်ရဲ့ရုပ်အလှကိုစိတ်အလှလေးပြင်ပြီးတော့ကြိုးစားပါအဲ့ဒီစိတ်ထားလေးနဲ့နေမယ်ဆိုရင်အလုံးတို့တော်ကောင်းနေဟာကိုယ့်ရဲ့စိတ်ကလေးကိုပြင်နိုင်တဲ့အတွက်ကြောင့်ဘဝမှာနေရတာအလှလေးနဲ့ပြည့်စုံတဲ့ဘဝတန်ဖိုးရှိသောလူများဖြစ်နိုင်ကြပါတယ်ဒါကြောင့်ကိုယ့်ဘဝကိုစိတ်အလှဆင်ပြီးတော့ဘဝကိုအလှရှိပြီးတန်ဖိုးရှိတဲ့သူများဖြစ်နိုင်ကြပါစေဘုံတော်တည်